င်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီနေ့လည်းကင်းတရင်တွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကတရုတ်ဝမ်ပေါင်ကမ်ပဏီဝင်အတွင်းတက်ဆွဲပြီးတော့ပြည်သူတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်နေတယ်အချက်ဖတ်စစ်တပ်ကဒေါ်လန်ရစ်တပ်တွေကတရက်ခုံမမရှော့တိုက်ဒုံးတွေနဲ့ပြန်လည်ပစ်ခတ်ရမှာတရုတ်ဝမ်ပေါင်ဝင်အတွင်းပောက်ကွဲမှုတွေဖြစ်ပြီးမိတွေပါလောက်ကျွမ်းပြီးတော့အရေးပေါ်အချက်ပေးတန်းတွေနဲ့တညာလုံးရုံရင်းစကတ်တွေဖြစ်နေကြတယ်ဆိုပါတယ် ချမ်ဖက်စစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်စောချစ်သူရဲ့မိဖက်ရွှေကုတ်ကူကြားဖြန့်ဂိုင်းကောင်းဆောင်ရှီကျင်ကျန်းဆိုသူကိုထိုင်းနိုင်ငံကတရုတ်အစိုးရလက်ထက်လွှဲပြောင်းပေးဖို့ရှိတယ်လို့ထိုင်းသတင်းတွင်မှဖော်ပြထားတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကိုင်းတိုင်းကတရုတ်ဝမ်ပေါင်းကုမ္ပဏီဝင်အတွက်တက်ဆွဲပြီးတော့ပြည်သူတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်နေတဲ့အကြမ်းဖက်စစ်တပ်ကို တော်လန်ရေးတက်တွေကတရခုံမမရှော့တိုက်ဒုံးတွေနဲ့ပြန်လဲပြစ်ခတ်ရမှာတရုတ်ဝမ်ပေါင်းဝင်းအတွင်းပောက်ကွဲမှုတွေဖြစ်ပြီးမိတွေပါလောင်ကျွမ်းပြီးတော့အရေးပေါ်အချက်ပေးတန်တွေနဲ့တညာလုံးယုံရင်စံကတ်တွေဖြစ်နေကြတယ်လို့ဒေသခံပြည်သူတွေနဲ့တော်လန်ရေးတရင်ရင်မြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့အော်တိုဘလ23ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲစကိုင်းတိုင်းစလင်းကြီးမြို့နယ်ကတရုတ်ဝမ်ပေါင်းကုမ္ပဏီဝင်းအတွင်းတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို တော်လန်ရေးတက်တွေကတရားခုံမမရှော့တိုက်ဒုံးတွေနဲ့နေရဘောင်းဆောင်ကနေပြစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုပြစ်ခတ်မှုအတွေ့တော်လန်ရေးတက်တွေပြစ်လိုက်တဲ့ရှော့တိုက်ဒုံးတွေဟာတရားဝန်ပေါင်းဝင်းအတွေ့ကြာရောက်ပောက်ကွဲမှုတွေဖြစ်ပြီးမိတွေပါလောက်ကျွမ်းတာတွေနဲ့အဲ့ဒီဝန်ပေါင်းကုမ္ပဏီဝင်းအတွေ့အရေးပေါ်အုပ်အော်ဆွဲတမ်းတွေတညာလုံးထွက်ပေါ်ခဲ့တယ်ဆိုပါလေဒါပြင်မီတကားတွေစစ်ကားတွေရဲကားတွေနဲ့အဲ့ဒီတရားဝန်ပေါင်းဝင်းအတွေ့မှာယုံရင်စံကတ်တွေဖြစ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ် တစ်ဖက်ကတော်လိုင်းရဲ့သတင်းရှင်းမြစ်ကလည်းအဲ့ဒီတရုတ်ဝမ်ပေါင်းဝင်အတွင်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်မှုတွေကြောင့်ဒေါ်လန်ရဲ့တပ်တွေကအခုလို short tight ဒုံးတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်လို့ပြောထားပြီးအဲ့ဒီဝင်းထဲမှာမိတွေပါလောင်ပြီးတော့အရေးပေါ်အချက်ပေးတန်းတွေနဲ့တညာလုံးယုံရင်စံကတ်တွေဖြစ်နေကြတာမှန်ကန်ပါတယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အချက်ဖက်စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင်စောချစ်သူရဲ့မိဖက် ရွှေကုတ်ကိုကြပြန့်ဂိုင်းကောင်းဆောင်ရှီကျင်ကျန်းဆိုသူကိုထိုင်းနိုင်ငံကတရုတ်အစိုးရလက်ထက်လွှဲပြောင်းပေးဖို့ရှိတယ်လို့ထိုင်းသတင်းတွင်မှဖော်ပြထားပါတယ်။ဒါကတော့မြောက်ရီနဲ့ရွှေကုတ်ကိုကကြပြန့် online ငွေလိမ်ဂိုင်းတွေမြစ်ဖြားခံရရထိုက်ကမ္ပဏီအုပ်စုထူထောင်သူတရုတ်နိုင်ငံသားရှီကျင်ကျန်းဆိုတဲ့သူကိုထိုင်းနိုင်ငံကဖမ်းဆီးရမိထားရမှာထိုင်းအကျဉ်းတောင်ကနေတရုတ်နိုင်ငံဘက်ကိုလွှဲပြောင်းပေးလိုက်ဖို့ထိုင်းအခြေခံဥပဒေခုံရုံးကဆုံးဖြတ်လိုက်တယ်လို့ဆိုပါတယ်။အဲ့ဒီမြောက်ရီမြို့နယ်က အချက်ဖက်စစ်တပ်လက်အောက်ကဘီဂျီရဲ့ခေါင်းဆောင်စောချစ်သူရဲ့မိဖက်ကြားဖြန့်ဂန်းခေါင်းဆောင်ရှီကျင်ချန်းဟာတရုတ်နိုင်ငံမှာပါရဇဝတ်ဂိုင်းတွေထူထောင်ထားမှုကြောင့်ထွက်ပြေးလာရသူဖြစ်ပြီးသူဟာတရုတ်နိုင်ငံသားအဖြစ်ကနေကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ပါခံယူထားသူဖြစ်သလိုသူ့ကိုထိုင်းဆိုရကကြားဖြန့်လုပ်ငန်းတွေနဲ့လောင်းကစားမှုတွေကြောင့်ထိုင်းအကျဉ်းတောင်မှဖမ်းဆီးထားတာပါအခုတော့ထိုင်းနိုင်ငံအကျဉ်းတောင်ကနေ အဲ့ဒီအချမ်းပစတဲ့လောက်အောက်ကန် BGF ခေါင်းဆောင်စောချစ်သူရဲ့မိဖက်ကြားဖြန့်ဂိုင်းခေါင်းဆောင်ရှီချင်းချန်ကိုတရုတ်နိုင်ငံကလည်းတရက်ခန့်အဖြစ်နဲ့အလို့ရှိနေတဲ့အတွက်ထိုင်းအစိုးရကတရုတ်နိုင်ငံလက်ထက်လွှဲပြောင်းပေးဖို့ရှိတယ်လို့ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။အဲ့ဒီမြောက်ရီမြို့နယ်ကအချမ်းပစတဲ့လောက်အောက်ကန် BGF ခေါင်းဆောင်စောချစ်သူရဲ့မိဖက်ကြားဖြန့်ဂိုင်းခေါင်းဆောင်ရှီချင်းချန်ကိုအွန်လိုင်းငွေလိမ်မှုတွေလူကုန်ကူးမှုတွေအပါအဝင်ငွေကြေးခဝါချမှုတွေလုပ်တဲ့ဆိုပြီးတရုတ်အစိုးရရဲ့တရက်ခန့်လွှဲပြောင်းရေးကတောင်းဆိုမှုကြောင့် ထိုင်းအစိုးရကဖမ်းဆီးခဲ့တာလည်းဖြစ်ပါလိမ့်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကနထိုးကြီးနဲ့မလိုင်းမြို့နယ်တွေမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေကိုတော်လှန်ရေးပူပေါင်းတပ်တွေကတလကြပိတ်ဆို့တိုက်ခိုက်မှုအတွေ့စစ်တပ်ဘက်ကဗိုလ်မှူးကျော်မင်းဆိုသူအပါအဝင်စစ်သား38ဦးကတော့အတိအသေးတိုက်ခုံကြတဲ့အပြင်လက်နက်ပေါင်း40ကျော်ကိုပါတင်းစီရရှိထားရုံနဲ့မကဘဲ နောက်ထပ်စစ်သား9ဦးကိုလည်းတော်လိုင်းရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့မြန်မြန်ခိုင်ပီဒီရဲ့အမှတ်လေးအမှတ်30တရင်တာဝန်ရှိသူဆရာစိုးကရန်ကုန်ခေတ်တေကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ25ရက်နေ့ကစပြီးနှထိုးကြီးနဲ့မလိုက်မြို့နယ်တွေဘက်ကစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာနှထိုးကြီးမြို့နယ်မှာဆိုရင်မြိုင်သားချေးရွာဘက်နဲ့မလိုက်မြို့နယ်မှာဆိုရင်နှောကန်ချေးရွာအင်ဂျီတော်ချေးရွာဘက်တွေကိုဝင်ရောက်ပြီးပြည်သူတွေကိုဖမ်းဆီးတာတွေမြို့သမီးတွေကိုအာဓမ္မပြုကျင့်တာတွေနဲ့ ခြေရွာတဲကနေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေလုတ်ခဲ့ကြတယ်ဆိုပါလေအဲ့ဒီလိုလုံနေတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေပူပေါင်းတပ်တွေကတလကြလိုက်လံပိတ်ဆို့တိုက်ခိုက်ချိန်မုံနေရမှာစစ်တပ်စစ်ကြောင်းတကြောင်းလုံးဖွဲ့စည်းပုံပြတ်တဲ့အထိဖြစ်သွားပြီးဖမ်းဆီးရမိထားတဲ့စစ်သားတွေပြောပြကြအရာသူတို့စစ်တပ်ဘက်ကဗိုလ်မှူးကျော်မင်းအပါအဝင် စုစုပေါင်းစစ်သား38ဦးကတော့အတိအသင့်တိတ်ကုန်ကြတဲ့အကြောင်းနဲ့ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များထားတဲ့အကြောင်းကိုတည်ထားရတယ်လို့မြန်မြန်ခိုင် PDF အမှတ်၄အမှတ်၂၀တရင်တာဝန်ရှိသူဆရာစိုးကပြောထားပါတယ် ဲ့ဒီတိုက်ပွဲတွေအတွင်းကနေအချက်ဖက်စစ်တပ်ကအသုံးပြုတဲ့ကား၃စီးအပါဝင်လက်နက်မျိုးစုံအလက်40ကျော်နဲ့ drone တွေ jammer တွေကိုပါတော်လိုင်းတပ်တွေကတင်စီရရှိထားပြီးအရှင်ဖမ်းဆီးရမိထားတဲ့စစ်သား၉ဦးကိုတော့စစ်ဆေးမေးမြန်းမှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်လို့လည်းမြန်မြန်ခိုင် PD အမှတ်လေးအမှတ်၁၀တရင်တာဝန်ရှိသူဆရာစိုးကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာလေမြန်မြန်တထိုးကြီးလက်မပေါ်မှာ အချက်ဖက်စစ်သားတွေရဲတွေနဲ့ပြစော့တီတွေလိုက်ပါလာတဲ့ကာတုံးစီကိုတော်လန်ရေးတပ်တွေကလမ်းကနေအသင်းဆောင်ပြီး RPG နဲ့ပါအနီးကပ်ပစ်ပြီးတော့တိုက်ခိုက်ချင်းမုံရမှာကာဒစီကတော့လမ်းပေါ်တွင်ပျက်စီးသွားပြီးစစ်သားတအုပ်တွေပွဲချင်းပြီးကိုတိတ်သွားတဲ့အပြင်ကားပေါ်ကနေတနက်သုံးလက်ကိုပါတိမ့်စီရရှိထားတယ်လို့မြင်းညံခိုင်အမှတ်ရှိတက်ရင်တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်တက်ကရရှိထားတဲ့ဓာတ်ပုံထဲမှာလေဒေါ်လာရင်းတတွေတက်ခိုင်မှုကြောင့်လမ်းမပေါ်မှာစစ်သားတွေကြံခဲ့တဲ့ကာဒစီကိုတွေ့နေရပါတယ် ဖြစ်စဉ်ကတော့အောက်တိုဘာလ21ရက်နေ့ကပဲမြန်မာနထိုးကြီးလက်မပေါ်မှာအချက်ဖက်စစ်သားတွေရဲတွေနဲ့ပစ္စတိတွေလိုက်ပါလာတဲ့ကာတုံးစီကိုတော်လန်ရစ်တပ်တွေကလမ်းကနေအသင့်ဆောင်ပြီး RPG နဲ့ပါအနီးကပ်ပစ်ပြီးတော့တက်ခတ်ချင်းမုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွေ့ဂါဒစီကတော့လမ်းမတွေထိုးရသွားပြီးဂါဘောကစစ်သားတဦးလည်းပွဲချင်းပြီးကိုတိတ်သွားတဲ့အပြင်ကျန်တဲ့ဂါဘောကစစ်သားတွေကတော့ထွက်ပြေးသွားကြတဲ့အတွက်ဂါဘောမှာကျန်ခဲ့တဲ့တနက်3လက်ကိုပါတော်လန်ရစ်တပ်တွေကတပါးတဲ့သိမ်းစီရရှိခဲ့တယ်လို့ မြန်ညာခိုင်အမှတ်ရှိတရင်ရတာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျာတဖက်မှာလေမကွေးတိုင်းကပေါင်းမြုပ်နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုဒေါ်လန်ရိတ်တပ်တွေကကြားပြတ်တက်ခတ်ရမှာစစ်တပ်ကငါးဦးကတော့အတိအသင့်တိတ်ကုန်ကြပြီးဒဏ်ရာရတဲ့သူတွေနဲ့ပါအထိနာသွားပြီးတဲ့နော်စစ်ကြောင်းတစ်ခုလုံးပြန်ဆုပ်ပြေးသွားကြပြန်တယ်လို့ပြည်သူတော်လန်ရိတ်တပ် UPRF ရဲ့တာဝန်ရှိသူတို့ကရှင်းကုန်ခစ်တဲ့ကိုပြောပါတယ်ဒါကတော့အော်တိုဘာလ18ရက်နေ့ကပဲ ပေါင်းမျိုးနဲ့မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကိုဒေါ်လန်ရီတပ်တွေကလမ်းကနေအသင်းဆောင်ပြီးကြားဖြတ်တက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကငါးဦးကတော့ပြစ်ခတ်မှုတွေကြားမှာပဲအတိအသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေနဲ့ပါအထိနာသွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြန်ဆုတ်ပြေးသွားကြပြန်တယ်လို့ပြည်သူဒေါ်လန်ရီတပ်ဦး PRF ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်။လက်ရှိမကွေးတိုင်းဘက်မှာဒေါ်လန်ရီတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကို စစ်တပ်ကပြန်လဲထိန်းချုပ်ခြင်းနဲ့အတွက်ညီပြင်းစစ်ကြောင်းထိုးတာတွေတွားတွားလုပ်နေပြီမဲ့သူတို့စစ်တပ်စစ်ကြောင်းတွေသာတော်လိုင်းတပ်တွေရဲ့တိုက်ခိုက်ချေမှတ်မှုကိုခံရပြီးအခုလိုပဲပြန်ပြန်ဆုတ်ပြေးတွားရတဲ့အခြေအနေတွေသာဖြစ်နေတယ်လို့ဒေတာတွင်တရင်အရှင်မြကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့မွန်ပြည်နယ်ဘီလင်းမြို့နယ်တဲကိုအကြက်ဖက်စစ်တပ်ကထိတွေ့တိုက်ပွဲမရှိဘဲအင်အားအလုံးကြီးနဲ့ဝင်ရောက်လာပြီးတဲ့နောက် ကြောက်လန့်ကြထွက်ပြေးတဲ့လူငယ်တအူးကိုလိုက်လံပစ်ခတ်ရမှာဒဏ်ရာရထားတယ်လို့ဒီတပ်ခံတွေကပြောပါတယ်။ဒါကတော့အော်တိုဘားလ22ရက်နေ့ကပဲဘီလင်းမြို့နယ်အလူလေးချေရွာတဲကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲအင်အားတရာလောက်နဲ့ဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီအချိန်ရွာထဲကထိုင်းရီဆိုင်မှာထိုင်နေတဲ့လူငယ်တယောက်ကအကြမ်းဖက်စစ်တပ်စစ်ကြောင်းဝင်လာမှုကြောင့်ကြောက်လန့်ပြီးထွက်ပြေးတာကိုအကြမ်းဖက်စစ်သားတွေကအနောက်ကနေလိုက်လံပစ်ခတ်မှုကြောင့်အဲ့ဒီလူငယ်ဟာကြီထိမှန်ဒဏ်ရာရခဲ့တယ်လို့ဒီတပ်ခံတွေကပြောပါတယ်။ အခုလိုအကြပ်ဖက်စစ်တပ်ကရွာတဲကိုအင်အားအလုံးရင်းနဲ့ဝင်လာတဲ့အတွက်ခြေရွာနေဒေသခံတွေဟာတိုက်ပွဲဖြစ်မှာကိုစိုးရိမ်နေကြသလိုလူငယ်တွေလည်းပေါ်တာဆွဲဖမ်းဆီးခံရမှာကိုကြောက်လန့်နေကြတယ်လို့ဒေသခံတွေကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်အတွင်းအကြပ်ဖက်စစ်တပ်ရဲ့အတူရောင်ဟန်ပြရွေးကောက်ပွဲကိုဒေါ်လန်ရေးအင်အားစုတွေကနီလန်မျိုးစုံနဲ့တိုက်ဖြတ်သွားမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့ပါဝင်ပတ်သက်တာတွေမပြုတ်လို့ဖို့အတိပေးလို့တယ်လို့ လောင်လုံးမျိုးနဲ့ပကဖတာဝန်ခံရဲဘော် shadow ကရန်ကုန်ခေတ်တကိုပြောပါတယ်လက်ရှိမြန်မာနိုင်ငံဟာဆန္ဒသိမ်းမှုကြောင့်ဒီမိုကရေစီလမ်းကြောင်းကနေတွေ့ဖက်သွားခဲ့ပြီးအာနာယူမင်းအောင်လိုင်းနဲ့အပေါင်းပါတစုရဲ့ထင်တိုင်းကျရက်ဆက်ရုံမှမှုတွေကြောင့်ဒီနိုင်ငံလုံးကယဟန်ရှင်လူကြောင်းသားပြည်သူတွေရာထောင်ကြီးအသက်ဆုံးရှုံးခဲ့ရတဲ့အပြင်လက်ရှိအချိန်ထိလည်းအချက်ဖက်စစ်တပ်ကနိုင်ငံတော်မှာရှိတဲ့လူနေအိမ်တွေဘာသာရေးအဆောက်အုံတွေကိုဖျက်ဆီးတာတွေရွာလုံးကျွတ်မိရှုတာတွေခလေးသူငယ်ပါမချမ်း ပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေဘုံကျဲတပ်ဖြတ်နေတာတွေကျူးလွန်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုပြည်သူကိုရန်သူလိုသဘောထားပြီးရက်ဆက်ကြမ်းကြမ်းမှုတွေကျူးလွန်နေတဲ့အချမ်းဖတ်စစ်တပ်ကတဖက်မှာသူတို့ရဲ့အာဏာဆက်လက်တည်မြဲဖို့အတွက်အတူယောင်ဟန်ပြရွေးကောက်ပွဲကိုလှုပ်ဖို့စီစဉ်နေပေမဲ့တကယ်တမ်းဆိုရင်လက်ရှိစစ်တပ်ကလုံမဲ့အတူယောင်ရွေးကောက်ပွဲဟာတရားလည်းမဝင်သလိုတနိုင်ငံလုံးအတိုင်းအတာနဲ့လည်းပါဝင်မှုမရှိပဲသူတို့ထိန်းချုပ်ထားတဲ့မြို့ပေါ်လေးတွေမှာသာကွက်ပြီးလှုပ်တဲ့အနေအထားမျိုးဖြစ်တဲ့အတွက် နိုင်ငံတကာနိုင်ငံရဲ့ရွေးကောက်ပွဲပုံစံမဖြစ်တာကြောင့်နိုင်ငံတကာကလည်းအတိမတ်ပြုမှုမရှိတဲ့အနေအထားမျိုးဖြစ်နေပြီးဒေါ်လာရဲ့အင်အားစုတွေကလည်းအဲ့ဒီစစ်တပ်ရဲ့အတူရောင်ဟန်ပြရွေးကောက်ပွဲကိုနီလန်မျိုးစုံနဲ့တိုက်ဖြတ်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ပါဝင်ပတ်သက်တာတွေမပြုလုပ်ဖို့အတိပေးလိုတယ်လို့လောင်လုံးမျိုးနဲ့ပကပတာဝန်ခံရဲဘော်ရှဲတို့ကတိုက်တွန်းပြောဆိုထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ